လုံးပဲမင်္ဂလာပါတဲ့ကျွန်တော်မှာပါကတ်တယ်လေ22ရက်နေ့လောက်ပိုင်းပို့လိုက်တယ်ပေါ့နော်ပြီးသွားပြီမနေ့ပြန်လဲချက်ထွက်ပြီပေါ့နော်အဲ့တော့အခုပြောချင်တာကကျွန်တော်ကကျွန်တော်ဘာကြောင့်မှဘာထဲမှာတကွက်ကောင်းကနဒါ public ကိုကျွန်တော်ရမှာပါဝင်နေရောပေါ့နော်ပါဝါတွေကိုကျွန်တော်အကြိုက်ကြိုက်နေအကြိုက်ကြိုက်နေဆိုတော့ဒီဘက်ကပါဝါတွေကြိုက်နေပေါ့နော်ပါဝါတွေကကျွန်တော်တို့ဒီနေရာမှာသူယူဝင်တော့ ကိုလေးအတွင်းနဲ့ပြန်ချဆိုရင်ကိုလေးရှိအာရမယ်ပေါ့နော်အဲအဲအဲရှိကိုလေးကလည်းကျွန်တော်မှဘာတွေက organize တက်ပါပဲအဲ့တော့ဒီမှာသူကဒီ line ကအပြည့်ယူလို့တော့မကောင်းဘူးပေါ့နော်အပြည့်ယူလို့တော့မကောင်းနိုင်ဘူးဘာကြောင့်လဲဒီမှာကလေးနာမှာမြေကိုရှိလို့ဇောင်းထိုးတာတုံးကက်ရှိရပေါ့နော်မြေကိုရှိမနေ့ကိုရှိဇောင်းထိုးယူပေါ့နော်မြေကိုရထိစီတုံးဇောင်းထိုးတာထိစီတုံးဇောင်းထိုးတယ်ပေါ့နော် ်ဒါဒီဘက်ကြီးရောမပါတိတတ်မဟုတ်ဘူးနဲ့ဒီဘက်ကလူကြီးရောမျှောက်ပြီးလဲတယ်နော်ကြိုက်တယ်လူကုလဝါဒနာလူတွေတုံးနေတုံးလို့ရတယ်အဲ့တော့2ရှစ်လုံးကကလနာမှာခါတုံးလုံးတောင်းထုတ်ပြီးဒုတိယကပ်မှာလည်းဒီမှာနှစ်ခုရှိနှစ်ခုရှိဒီမှာလည်းနှစ်ခုရှိလို့ဒီမှာခါတော့ထိတ်တုံးလုံးပေါ့နော်ထိတ်စီတုံးလုံးဆောင်ထုတ်တယ်ဒီမှာတက်ပေါ့နော်နှစ်ခုရှိနှစ်ခုရှိလို့ထိတ်စီတုံးလုံးဆောင်ထုတ်တယ်အဲ့တော့ဒီမှာလည်းတော့နှစ်ခုရှိလို့ထိတ်စီတုံးလုံးဆောင်ထုတ်ပြီးအဲ့ဒီနှစ်ခုရှိလို့ဒီမှာထိတ်စီတုံးလုံးဆောင်ထုတ်တာပေါ့နော်အလင်းပြန်နေဗျအဲ့နှစ်ခုရှိလို့ဆောင်ထုတ်ပြီးထိုးတော့သူ့ရဲ့အောက်မှာ ကျွန်တော်ကတော့ဒီလိုသုံးကကတော့အပြီးပေါက်ကြီးယူဆဖို့ဟာကမကောင်းဘူးပေါ့နော်အဲယူဆရင်လည်းသူကဟိုဆက်ကွက်မှုလောင်းနေနောက်တစ်ခါကျွန်တော်ကတော့ဘယ်လိုလဲလို့ဒီလိုသုံးက line ကိုကိုယူဆမှာကြိုက်တယ်အထောက်ကောင်းနေဆိုရင်ကျွန်တော်ကအတွဲလောက်ပဲယူဆတယ်အဲ့ဒါမှကျွန်တော်နှစ်ကက်စီအကွက်ရွှေစိုက်ပြီးနဲ့လေးကက်ငါးကက်တွေနဲ့ပေါင်းဆက်ပြီးတော့စုံမှတ်ဖြစ်တဲ့ကဏ္ဍကိုငါမှရှော်ထုတ်တယ်ပေါ့နော်အဲ့တော့သူ့အမှာကျွန်တော်ယူလိုက်တာပါဝါခွားပဲယူတယ်သူ့အမှာဒီမှာပါဝါခွားပဲယူတယ်နော်သူက654ဆိုရင်သူက66တက်ပါဝါ 65ပါပါခွခွန်ခွ90ဒီမှာကိုလေးပါပါရှိတယ်ကိုလေးခွပါမလားဒါကိုလေးပါပါအတွဲပြီးမလားဗောနော်ဒါကြိုက်တယ်ဆိုရင်ကိုလေးပါပါအတွဲချုံယူလာကတော့အများဆုံးကတော့ဒီ20တချိန်မှာကျွန်တော်အကြိုက်ဆုံးကပြောမယ်ဆိုရင်လုံအောင်လို့တွေးရင်ဒီ20တချိန်မှာပါပါလွဲကိုအကြိုက်ပဲပါပါလွဲအကြိုက်ကို तू ပေးထားတာကတော့ तू ကကိုလေးလွဲကိုအဓိကတော့ပေးထားတယ်ကြိုက်တယ်ဆိုရင်တော့ဒါကဒါကိုလေးအတွဲကိုပါပါလွဲတခြားပါပါလွဲလည်းဖြစ်သွားနိုင်တယ်နော်ပါပါလွဲတခြားပါပါလွဲလည်းဖြစ်သွားနိုင်တယ်ကျွန်တော်ကတော့ပါပါလွဲလို့ပဲယူဆတယ် ။အဆက်အရာကတော့သူကကိုလေးအတွဲကိုပြနေတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဒီနှစ်ကိုရှိလို့ဇောင်းတော်တော့သူကတုံးလုံးပေါင်းကြီးကိုပဲသူကဒီမှာခါတုံးလုံးကလည်းသူကကိုပဲဖြစ်တယ်။အဲ့ခါတုံးလုံးကိုပဲ။အဲ့တော့ဒီမှာလည်းသူကဒီနှစ်ကိုရှိလို့ဇောင်းထူရတယ်မှာခါတုံးလုံးကလည်းသူကကိုလိုပဲဖြစ်တယ်။ကိုလိုပဲဖြစ်တယ်နော်။အဲ့တော့ကျွန်တော်ဒီမှာလည်းသူကဒီနှစ်ကိုရှိလို့ဖြစ်တာလည်းဒီမှာခါတုံးလုံးကလည်းသူကကိုပဲသူရှိမှပြန်ပြီးထောက်ထားတာ။ခါတုံးလုံးက၈ကို၂ဆိုတော့ကိုပဲ။အဲ့လိုထောက်တာလည်းသူကအဲ့ဒီအောင်မှာသူပါဝါခွားလို့ပဲကျွန်တော်ယူစားတယ်။အဲ့ဒီမှာသူကဘယ်လိုလုပ်မလဲသူကကိုတို့ညာလေးတစ်ပေါက်ပေးရတယ်။ဒါပေမဲ့ ကျွန်တော်အဲ့လောက်ကြီးကြီးတုံးကမှာတော့အဲ့လောက်ကြီးကြီးပေးသွားတာမတတ်နိုင်ဘူးခက်ရှာရှာပဲเนาะအပြီးပေါက်ကြီးမြင်သာလွယ်ဖို့ကသူမြုပ်တော့မြုပ်ထားတယ်ကိုအဟဲမင်းကလာပါเนาะအဲ့ဒီမှာသူလောက်တာ6 6ပြန်မှာကဒီမှာခါးသုံးလုံးကသူက၄2 3ဆိုတော့ကိုလိုထောက်တယ်အဲ့ဒီမှာသူဒီအဲ့ဒီတန်းအောက်ဒီမှာသူကရှေ့ပေါင်းချင်းကနောက်ပေါင်းချင်းပါသွားဖြစ်နေတယ်အဲ့ဒီရှေ့ပေါင်းချင်းနောက်ပေါင်းချင်းပါသွားကဘာရလဲဆိုတော့နှလုံးပေါင်း၄နဲ့၉နဲ့တွဲနေတာနှလုံးပေါင်း၄တန်းနဲ့အမနှလုံးပေါင်းချင်း၄ကြောင့်နောက်ပေါင်း၉ပေါ့နော်ဘယ်နှလုံးပေါင်းချင်း၄တန်းရဲ့ လွတ်နေတဲ့ကြံတဲ့ကဏ္ဍသုံးလုံးကိုနှလုံးပေါင်းကြီးစီကပါဝါဖြစ်နေတယ်ပေါ့နော်။အဲ့ဒါနှလုံးပေါင်းကြီး၄ကိုနှလုံးပေါင်းကြီး၉နဲ့တွဲကစားလိုက်။အဲ့ဒါ၈၆ပြီးက၈၆ကနှလုံးပေါင်း၄နှလုံးမသူ့ပါပါနှလုံးမောင်ကိုရှစ်နဲ့တင်းနဲ့ပြန်ပေါင်းတော့၉ဖြစ်နေတယ်။ဒီမှာကလည်းနှလုံးမောင်၉နဲ့နှလုံးမောင်၄နှလုံးချင်းပေါင်းချင်းပါပါဖြစ်နေတယ်နော်။ရှစ်ပေါင်းပါပါနှောက်ပေါင်းပါဟုတ်လားရှစ်ပေါင်းပါပါနှောက်ပေါင်းအဲဆိုရင်ရှစ်ပေါင်းချင်း၉ကြောင့်၉ပါပါနှောက်ပေါင်း၄ဟုတ်လား။အဲဒီမှာကလည်းကျွန်တော်တို့ကဒီမှာရှစ်ပေါင်းချင်း၄ကြောင့်နှောက်ပေါင်းပါပါ၉ဟုတ်လား။အဲ့တော့ သူကယူဆရင်တော့သူနှလုံးပေါင်းကြီးကပါပါလို့ပဲယူဆပါတယ်ရှေးပေါင်းနေနှပေါင်းနေတုံးကရောင်တော့သူအပြည့်စုံကြီးလို့မကောင်းဘူးเนาะအဲ့တော့ဒီညမှာကျွန်တော်ယူဆတာကနှလုံးပေါင်းကြီးပါပါနှလုံးနှလုံးပေါင်းဥပမာပေါ့ကျွန်တော်ဒီကိုးလေးရှိကြိုင်တယ်ကိုးရှိလေးဆိုတာညညိတယ်ဗျာကိုးရှိလေးဆိုညိတယ်ဘာကြောင့်ကိုးရှိလေးကိုညိလဲဆိုရင်သူကနှလုံးနှာပေါင်းချင်းပါပါရှိပေါင်းဒီမှာတော့သူကနှစ်ခုဖြစ်နေပေါ့နော်နှာပေါင်းနှစ်ပါပါရှိပေါင်းခွန်းအဲ့လိုဖြစ်နေတယ်နော်ကိုမကတော့သူကနှစ်ကက်လုံးမှာကနှလုံးပေါင်းချင်းရှိပေါင်းချင်းပါပါနှာပေါင်းကသူကလေးတွေလေးတက်လေကိုးတက်လေးတွေလာတယ်သုံးကိုင်မှာရောက်ရင်တော့သူကဒီပါပါအတွဲကိုနှလုံးပေါင်းချင်းကတလုံး တခြားနဲ့နှလုံးပေါင်းကြီးပါပါဟုတ်လားရှေးပေါင်းကြီးပါပါမှာခွာပေါင်းကြီးပါပါရှေးပေါင်းကြီးပါပါဖြစ်ရင်လည်းဖြစ်မယ်ပေါ့နော်သူကပါပါကစားမယ်ပေါ့အဲ့ဒီမှာကိုထိတ်သူ့နောက်ကနှစ်နှစ်ရှိတယ်နှစ်နှစ်ပါပါခုန်ခုန်ဆိုပြီးတော့နောက်နှစ်နှစ်ဦးမှာဒီမှာအကျဉ်းကအတူတူပဲကစားခဲ့တယ်အဲ့တော့ကျွန်တော်ဒီမှာကိုထိတ်သူ့နောက်မှာနှစ်နှစ်အဲ့ဒီနှစ်နှစ်ပါပါခုန်ခုန်ဆိုပြီးရှေးကိုကစားခဲ့တယ်အဲ့လိုသူကပေါင်ပါနေကစားတော့အဲ့ဒီနှစ်ထဲမှာခွာပေါင်းလိုက်ရမကောင်းဘူးနော်ဒီရက်ပိုင်းပူပြန်နေချိန်ရတာအခက်တယ်ဗျာနော်အဲ့လိုကြောင့်မလို့လာမယ့်နှစ်ဆိုရင်ကိုကမမတိတဲ့နောက်ပဲသွားတော့မှာလိုင်းမောက အဲ့တော့ဒီမှာကိုအဲ့ဒီရှေ့ပေါင်းအဲ့ဒီပါပါလေးကကစားခဲ့ခြင်းကြာအဲ့ဒီနှစ်ထဲမှာနောက်နှစ်မှာသူကအဲ့ဒီကိုရဲ့နောက်ကရှေ့ဘဲကိုပါပါလန်ကစားတယ်အဲ့ဒီနှစ်ထဲမှာသူကမခွားချောက်ခွားချောက်ရအောင်မှာသူကပြန်ကြကစားတယ်အဲ့ဒီပြန်ကြနှလုံးပေါင်းကြီး၄အတန်နဲ့ပဲနော်နှလုံးပေါင်းကြီး၄အတန်နဲ့ပဲစားခဲ့တယ်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာနှစ်နှစ်ပါပါအဲခွန်ခွန်လို့နှစ်ဦးမှာတက်ရိုက်တော့အဲ့ဒီနှစ်ထဲမှာပြန်ကြကစားတော့သူကဒီမှာခွားပေါင်းကြီး၆ချောက်၆ချောက်ပြန်အောင်မှာသူကရှေ့ချောက်နဲ့ပြန်ကြနော်ပြန်ကြပဲကျွန်တော်အကုန်ထုတ်တယ်တကွကောင်းတကွကောင်းထုတ်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာလက်တည်တိုင်းအဲ့ဒီနှစ်ထဲမှာခွား၆ကဒီမှာလာလာလာ ခွာချောင်းအဲ့ဒီခွာချောင်းအောင်မှာကျွန်တော်ပြန်ကြကစားမယ်ပြန်ကြအဲအဲ့ကြောင့်ကျွန်တော်တကွက်ကောင်းလို့ကြီးလိုချင်တဲ့လူတွေကအပတ်စင်မှာဗားထဲမှာရှေ့ဩဆိုတာအပတ်စင်ပါတယ်ပေါ့နော်တကွက်ကောင်းကအဲအဲ့တော့ကျွန်တော်ဒီ36တော့မှလည်းကျွန်တော်တို့အာအောင်ခဲ့ပြီပဲလေဟုတ်လားအဒီလိုအယူဆတွေနဲ့ပဲစုံမှတ်တွေပဲတို့ပြီးမယ်ငွေ organize ထုတ်တဲ့ချိန်မှာကျွန်တော်နှက်ကနေပဲထုတ်တယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်ဒီမှာဒီဒီပတ်လက်ထဲမှာဗားထဲမှာရှေ့ဩကတကွက်ကောင်းကပြန်ကြအကြိုက်ဆုံးထားတယ်ပေါ့နော်အဲ့တော့တချိန်စာကိုဒီကတောင်းခွင့်နဲ့ရောင်းနေ ျွန်တော်ဖုန်းနံပါတ်ကတော့39925533091ဖြစ်ပါလေနော်အဲကျွန်တော်ရဖုန်းနံပါတ်ပါဖတ်ပြောမယ်39925533091အား3 3 0 9တက်ပါနော်။ဘာဖြစ်လို့ကလာ YouTube channel ကြီးကိုလည်းဒီဖုန်းနံပါတ်ရွှေ့တဲ့နေရာလေးကိုပြောတဲ့နေရာလေးကိုပအောင်တင်ပေးပါနော်။အဲ့တော့အဲ့မှာကျွန်တော်ဒီနှလုံးပေါင်းချင်းလေးလား6နှစ်6နှစ်ရှိကလည်းနှလုံးပေါင်းလေးဒီနေရာမှာနှလုံးပေါင်းလေးနဲ့ပြန်ကြလေဆိုရင်ကိုကကိုကြိုက်တာရွေးထိုးပေါ့နော်။ဒါကကျွန်တော်ပြလိုက်ချင်းဖြစ်တယ်။အဲ့ဒီနှလုံးပေါင်းချင်းလေးကိုကျွန်တော်ကဘာကြောင့်လဲရွေးလို့ကျွန်တော်ကစားနေကြတယ်ဒီရှေးပေါင်းနှင်းရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4အဲ့အဲ့ဒီ ရှေးပေါင်းနှစ်တည်ကြာနှစ်ပါပါခွန်ရဲ့ရောရှိကိုလေးအောင်ခဲ့တယ်ပေါ့နော်ရှိကိုလေးအောင်ခဲ့တဲ့ဝင်ဆက်ပေါ့ဒီမှာလေအဲ့ရှေးပေါင်းနှစ်ဖြစ်တည်လာရလေကျွန်တော်ပြောခဲ့ပြီပါခင်ဗျာဝေပြန်ရတာအားဆိုးတယ်ဒီရပိုင်းလိုက်ဖင်ဖို့တော့နောက်ဆုံးတော်တော်လေးအချိန်ယူမှရတယ် နှစ်ပေးခြင်းနဲ့နှစ်ပေးခြင်းတဲ့ခါနဲ့ဘူးပြင်းချက်နေရတဲ့ခါနဲ့အဲ့တော့ကျော်ရှေးပေါင်းနှစ်ကြောင်နှစ်ပါဝါခွန်ရယ်ပရိက္ခသူကခွန်ဖြစ်လို့ခွန်ပါဝါနှစ်ရယ်တွဲနှစ်တွဲပြီးရတယ်ရှေးပေါင်းနှစ်ကြောင်နှစ်ပါဝါပရိက္ခမျိုးပေါင်းခွန်လို့အဲ့ဒီနေ့ထဲမှာဒီလိုပရိက္ခမျိုးပေါင်းခွန်ဆိုပြီးဒီမှာခွန်နှစ်အတွဲနဲ့ဟုတ်သူဒီမြင်းကုန်မှာမြင်းကုန်တစ်ခွက်ကျော်မှာ၅ပြည့်ရှိလို့သူကပရိက္ခမျိုးပေါင်းခွန်လိုက်တယ်အဲ့ဒီရှေးပေါင်းနှစ်ကြောင်အဲ့ဒါဆိုရင်ကျွန်တော်ကဒုတိယဒီရှေးပေါင်း6ကြောင်6ပါဝါပြည့်ရယ် တရဲ့ပရိက၅ဖြစ်လို့၅ပါဝါ၃ညရဲ့တက်၃ညအတွဲကိုပရိနှမျိုးပေါင်းကို၆ဖြစ်ရမှာဆိုတော့ဒီမှာကျွန်တော်၃ညတိအတွဲကိုဒီနေရာမှာပဲဒီမှာပရိရှိရှိလို့ဒီနေရာမှာ၃ညတိအတွဲကို၃ပရိဖြစ်အောင်နှစ်ကပ်လိုက်တာနဲ့၃ညတိနှစ်ပရိနှမျိုးပေါင်း၈ပေါင်း၆ပါဝါပရိနှမျိုးပေါင်းတွေ့လို့ကစားခဲ့လေအဲ့တော့ဒီမှာကလည်းတက်၃ညအတွဲပဲတက်၃ညအတွဲကို၈ပေါင်း၆ပါဝါပရိနှမျိုးပေါင်းတွေ့ကုန်လေနောက်နေ့မှာဒီမှာကစားခဲ့တယ်ဒီမှာ သူ့ရဲ့ဒီမြင်းကုန်းတစ်ခွက်ကျော်မှာငါခွန်ကိုကပရိတ်တိဖြစ်လို့ဒီမှာသုံးညပရိတ်ဖြစ်အောင်ပရိတ်နှမျိုးကောင်းတိဖြစ်အောင်ကိုကတ်လိုက်တယ်ဟာလာသုံးညတက်နေပြတ်ညကိုဟုတ်လားအဲ့တော့တတိယကံမှာလည်း၈ပေါင်း၆၆၆ပါဝါတည်ရဲ့ဘိတ်ကငါဘိတ်ကငါပဲဖြစ်လို့ငါပါဝါသုံးညရဲ့တွဲတွဲပြီးတဲ့၈ပေါင်း၆၆၆ပါဝါပရိတ်နှမျိုးကောင်းတိကိုဒီနေရာမှာလာကစားပြီးတယ်ကစားပြီးတဲ့အချိန်မှာသူ့ရဲ့ဒီမြင်းကုန်းတစ်ခွက်ကျော်မှာဒီနေရာလေးကပဲသူ့ကိုပို့ခဲ့တာ6ပရိတ်ရှိလို့ဒီမှာ9ပရိတ်ဖြစ်အောင်လေးကတ်လိုက်တာတုံညတဲ့အတွဲ哦အဲ့တော့ဒီမှာပရိတ်နှမျိုးပေါင်း6 9ပရိတ်ဆိုတော့ပြည့်အဲ့တော့ဒါတုံညလေး အဲ့တော့ဆိုရင်ကျွန်တော်ရှေ့ပေါင်း၄ကြောင်၄ပါပါ၉ရဲ့ဗတိကကိုခွန်ခွန်ကိုကတော့ဖြစ်လို့၃ပါပါရှိရဲ့၉ရှစ်အတွဲကိုဗတိနှမျိုးပေါင်း၉ဆိုပြီးဒီနေရာမှာကျွန်တော်နှိစာကလေးရတိုင်းပလင်နာနဲ့ဘယ်ချိန်မှာဘယ်ကနားဘယ်ချိန်မှာဘယ်ကနားဆိုပြီးထိုးဆိုပြီးကျွန်တော်ရေးပြီးခဲ့တယ်ဖော်မွေးဖြစ်သွားငါကတ်ပါလို့နော်ငါကတ်ဒီကဖော်မွေးအဲ့ဒါလို့သူဖြစ်ပြရတဲ့ဒီရှေ့ပေါင်း၄ကြောင်အဲ့ဒီနေရာမှာနှလုံးပေါင်းနှစ်တန်တဲ့ခဏဒီ၃ကို၅ပဲပြန်ကြရတယ်ကောင်းကောင်းပါပဲပြန်ကြရတယ်နော်ကောင်းကောင်းပါပဲပြန်ကြရတယ်အဲ့ဒီရှေးပေါင်း6ကြောင်ပဲအဲ့ဒီနေ့ထဲမှာနှလုံးပေါင်း6တန်နဲ့ကနန်းဟောဒီမှာ နှလုံးပေါင်း6တန်နဲ့တိတ္တုံ6ပြန်ကြရတယ်ဗောနော်တိတ္တုံ6ပြန်ကြရတယ်ဒီရှေးပေါင်း6ကြောင့်ပဲ6ပေါင်းနှလုံးပေါင်းနှလုံးပေါင်း6တန်နဲ့ခဏဆိုဒီ9တိကိုလည်းပြန်ကြရတယ်ဒီ9တုံ9ကိုနှလုံးပေါင်း6တန်နဲ့လည်းပြန်ကြရခဲ့တယ်နော်ပြန်ကြရခဲ့တယ်အဲဆိုရင်ကျွန်တော်ဒီရှေးပေါင်း6ကြောင့်ပဲ6ပေါင်းနှလုံးပေါင်း6တန်နဲ့ဒီမှာ6တုံ9တုံပြန်ကြရခဲ့တယ်ဗောနော်6တုံ9တုံပြန်ကြရခဲ့တယ်ဒီနှလုံးပေါင်း4ကြောင့်ကျွန်တော်3 9 6ကနှလုံးပေါင်း4တန်မဟုတ်သေးဘူးအဲ့တော့ဒီနေ့ထဲကနှလုံးပေါင်း4တန်နဲ့ခဏပြန်ကြရမယ်ဆိုရင်3ခုခုရှိမယ်6 8ခုရှိမယ်2 2ခုရှိမယ်ဟုတ်လားနှလုံးပေါင်း4တန်နဲ့ခဏနေကျွန်တော်တို့ယူရမယ်6 8 5ရှိမယ်ဗောနော် တော့ဒီနှလုံးပေါင်း၄တန်းနဲ့ခန်းနဲ့ကြိုက်တယ်ဆိုရင်ရွေးထိုးပါเนาะကျွန်တော်ရဲ့ရွေးချယ်မှုမှာသဘောကျတယ်ဆိုရင်တော့ကျွန်တော်အချက်တစ်ချိန်တိုင်းတောင်းခွဲပါเนาะမင်္ဂလာပါဗျာเนาะ၃တိတာ၄တောင်းပါထိုင်ရနေဆိုရင်ချက်တစ်ချိန်ကဘတ်150 3တိကဘတ်400ဖြစ်ပါတယ်เนาะထိုင်ရနေဆိုရင်တနစ်စာကိုလူဟောင်းကတော့ကျွန်တော်ထောက်တရာတတ်မှတ်ထားပါတယ်အခုလောလောဆယ်55 50လောက်တော့ရှိသွားပြီပေါ့နော်လူဟောင်းလူတိမှန်ပါဝင်တယ်လူတိတွေရောလူတိကတော့ ပဲနှစ်ထောင်ပါနော်လူဟောင်းဆိုရင်ပထောင်တရာနဲ့ပဲဖြစ်ပါတယ်လူကအပတ်စဉ်ဒီနှစ်စဉ်ရာကနန်းနှစ်နှစ်ဆမှာပြန်ဝင်ကျွန်တော်ပြရပြလို့ပါနော်ပြရလို့ဆိုတာကလူကရာကနန်းကြီးပြုံဝင်တော့ကြတယ်ဟိုလူကမဘာကြီးတွင်းနေဒီလူကမဘာကြီးတွင်းနေဆိုရောတော့ကြတော့အခုကနိုင်ကျွန်တော်ဝင်ချင်တဲ့လူကြိုဝင်ထားဖို့ကျွန်တော်ခေါ်ထားပါပြီနော်အဲ့တော့လူဟောင်းနေလဲမမဝင်ချင်ရင်မြန်မာပြရဆိုရင်လူဟောင်းကတသိန်းတကောင်ပါနော်ဒီကနေ့ကကျွန်တော်9000ယူတယ်ကျွန်တော်မြန်မာစခေါ်ကလေးရဒီ9000ဒီ2020ကလည်း9900ဆိုပြီးတော့အဲ့လိုတက်လာတာပေါ့နော်9000 2000တနည်းကိုလူကောင်းအောင်တက်ယူတယ်လူတက်ကတော့ဒီအချိန်မှာလာဝင် လက်ကျန်လေးချိန်ကိုအခမရမယ်နှစ်သိန်းပါနော်ခိုင်းရနေဆိုရင်လူပိတ်ပတ်2000ပါနှစ်ဆက်မှလာဝင်လဲဒီလောက်ပါပဲအခုချိန်မှလာဝင်လဲဒီလောက်ပါပဲအဲ့တော့လူပိတ်ကတော့ဒါအခုချိန်မှဝင်ရင်လက်ကျန်ချိန်လက်ဆောင်ရမယ်ပေါ့အခမရမယ်ပေါ့နှစ်စင်မှာပါမအောင်နဲ့တော့မရှိသေးဘူးပေါ့နော်ဒါကလူဟောင်းနေကျွန်တော်လည်းဒီနေ့တော့၄နှစ်ဆက်တိုက်လက်တွဲလာတဲ့မှာပါလေအတိအဆုံးပေါ့နော်အဲ့ထက်မှမှပန်လုံးဝကန်ထူးတဲ့လူကကျွန်တော် organ အနေနဲ့ကားတွေလည်းကန်ဆန်းလေးပောက်တဲ့လူတွေပောက်သွားပေးပြီပေါ့နော် okay အားလုံးမင်္ဂလာပါเนาะကျွန်တော်ဖုန်းနံပါတ်ကတော့2953 0000ကိုကူတီဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပွဲကိုတစ်ပွဲကောင်းပြန်ကြကဏ္ဍကိုရွေးထားပါတယ်အဲ့ပြန်ကြကဏ္ဍဟာအပူအခွားဖြစ်ပါတယ်ပေါ့เนาะအားလုံးမင်္ဂလာပါဘဲကိုအားရထိုးပါမယ်အဲ့ဒီတစ်ပွဲကောင်းအဓိကကတော့ကျွန်ကျွန်တော်တို့ကရှင်းရှင်းပြောရင်ဟိုကျွန်တော်ဒီ2020တကတည်းကပြောထားတော့ power to all လေးအားရနိုင်ရင်မမှားဘူးပေါ့เนาะအရင်မှအားမယ်ဆိုတော့လည်းမဖြစ်နိုင်ဘူးလေဟုတ်လားအဲ့ဒါနဲ့ကျွန်တော်ကိုဒဲရွေးပေးတယ် power to all တကယ်တော့သူကဒီ share တစ်ကွက် power နှစ်ကွက်2 or 3ကွက်ဆိုတော့အဲ့6ကွက်တော့အဓိကတော့အဓိကပေါ့เนาะအဓိကထိုး အဲတခွက်ကောင်းကြိုက်တဲ့လူကတော့တခွက်ကောင်းမှပါကတ်ထုတ်ထားပါဦးနော်အဲဒီတခွက်ကောင်းကတော့တခွက်ကောင်းမဲပို့ပြီးပါတခွက်ကောင်းဝယ်စမှာတော့အဲတော့တစ်ချိန်စာမှာတပေါင်းခွဲအဲအပတ်စင်ပါပဲနော်ဟေးအားလုံးမင်္ဂလာပါဒီတော့ပါပဲနော်ကျွန်တော်အောင်ကြည့်ကြည့်ပါ